ောတောင်းခရိုင်ခမောက်ကြီးမြို့မှာဆန္ဒရှိတပ်ကစက်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်သိမ်းဆုံးတယ်လို့ကောတောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခမောင်ကြီးခြေဆိုင်ဆန္ဒရှင်တက်ရင်ကအင်အား70ကျော်ဟာ၄ရွာနဲ့ထူးဆုံးဖြတ်လန်းကိုချီလီဆက်ကြောင်းထိုးလာပြီးနောက်တော်လိုင်းတက်တွင်တဲ့တိုက်ပွဲဖြစ်တယ်လို့နိုဝင်ဘာလ6ရက်နေ့ထုတ်ပြန်ချက်အရသိရပါဗျ။ အဲ့ဒီစက်ကြောင်းကိုတော်လိုင်းရဲတပ်တွေကစောက်ကြုံမိုက်ဆွဲတိုက်ခိုက်ပြီး၃နာရီကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ကော့တောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုကြားကြီးကပြောပါရယ်။ဆဲနာရှင်တပ်ရဲ့အမတ်၃၃ညာကအမြောက်တန်းအမတ်၅ကိုလီချီမြန်တပ်ရင်းနဲ့ဆဲနာရှင်တပ်တပ်ဆွဲထားတဲ့တီဆက်ကီရိုဘောင်ကုမ္ပဏီနာမှာတိုက်ပွဲဖြစ်တာဖြစ်ပြီးတိုက်ပွဲတွင်ဆဲနာရှင်တပ်ဘက်ကဘူမူတူဘူဂျီတူအပါအဝင်၈ဦးလဲကျသေဆုံးနေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ အဲ့ဒီတိုက်ပွဲမှာတော်လိုင်းရေးတပ်ဘက်ကတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး2ဦးဒဏ်ရာရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲကိုခီတီအလီဘူချုံမြအထူးတပ်ရင်ကော်တောင်းမြို့နယ်ဘက်ကဖားနဲ့ဗုတ်ပြင်းမြို့နယ်ဘက်ကဖားတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။စန္ဒရှိတပ်ဘက်ကဒဏ်ရာရသွားတဲ့တပ်သား28ဦးထဲက10ဦးဟာထိုင်းနိုင်ငံရန်နောင်မြို့စေယုံမှာစေကူတာနေပြီးကျန်တဲ့သူတွေကတော့ကော်တောင်းပြည်သူစေယုံနဲ့စန္ဒရှိတပ်စေယုံတွေမှာစေကူတာမှုခံယူနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ကောတောင်းခရိုင်တွင်စည်ရည်အရှိန်မြင့်လာနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့စည်ရည်အသည့်စည်ရည်တည်အမျက်ရှိကြဖို့ပြည်သူ့ကော်မတီအဖွဲ့ကတိုက်တွန်းထားပါတယ်။